ဘဝရဲ့အတက်အကျဘဝရဲ့အတက်အကျအနိုင်အမြင့်တွေဟာအချိန်တွေကိုကိုယ်ပဲလို့အသုံးပြုနေသလဲဆိုတာနဲ့ဆိုင်တယ်လူတိုင်းလူတိုင်းကအချိန်24နာရီစီအညီအမျှရနေကြတာပဲကိုရထားတဲ့အချိန်24နာရီကိုကိုဘာတွေအသုံးပြုနေသလဲဘယ်လိုတွေအသုံးပြုနေသလဲ တနာစီးပွားဥစ္စာတွေရဖို့အတွက်အချိန်တွေကို အသုံးပြုနေသလားပုံညာကုသူတွေရဖို့အတွက်အချိန်တွေကို အသုံးပြုနေသလားဒီလာပညာတွေရဖို့အတွက်အချိန်တွေကို အသုံးပြုနေကြသလားကာလံခေတိပန္တိတော်ပညာရှိ သူတော်ကောင်းတွေကတော့အဲ့ဓာတွေရဖို့အတွက်အချိန်တွေကိုအသုံးပြုနေကြတယ်ဘယ်လိုပဲအချိန်တွေကိုအသုံးပြုနေပါစေ။ အချိန်တွေကတော့ဘယင်းဖြစ်ဖြစ်တရောင်စာဖြစ်ဖြစ်ဘုံကြီးဖြစ်ဖြစ်လူပဲဖြစ်ဖြစ်အချိန်တွေကအညီအမျှလူတိုင်းကိုပေးထားတယ်အဲ့ဒီအချိန်တွေကိုအသုံးပြုပုံချင်းကြွာချသလိုဘဝရဲ့အတက်အကျအနှိမ့်အမြင့်တွေကလည်းတွဲပြားကြွာချသွားကြတာပါပဲကာလောဂာတိတိဘူတာနံမောဂကာလနာခိပိတဲ့ အချိန်တွေကတရဝါတွေကိုဝါမျိုးနေကြတယ်အချိန်တွေကို အချီးအနှီးမကုံရပါစေနဲ့ကိုယ့်ရဲ့အချိန်တွေကိုစာရိဖတ်တရားတွေနာဘုဒ္ဓတာတွေရှာမိခြင်းမှာအသုံးပြုနေသလားအဲ့လိုအချိန်တွေကိုအသုံးချနေတယ်အသုံးပြုနေတယ်ဆိုရင်ကိုဟာဘုဒ္ဓကြွယ်ဝတဲ့သူတယောက်ဖြစ်လာမှာပေါ့ပျော်ပါတာတွေတောက်စားတာတွေ ညင်းခုံတာတွေအိတ်တာတွေနဲ့အချိန်တွေကုန်းနေကြသလားအချိန်တွေကို ဖြုတ်နေကြသလားအဲ့ဒါလိုအချိန်တွေကိုကုန်းနေတဲ့အချိန်တွေကိုဖြုတ်နေတဲ့ဆိုရင်တော့ကိုယ်အတွက်အကျဉ်းဆိုးအကျင့်ပြည့်တွေပဲရပြီးတော့ဘဝမှာတန်ဖိုးမဲ့သူတယောက်ဖြစ်လာလိမ့်မယ်ဂျိုဂျိုစားစားနဲ့အလုပ်တွေအားထုတ်လုပ်ကန်ခြင်းနဲ့ကိုယ့်ရဲ့အချိန်တွေကိုအသုံးပြုနေတယ်ဆိုရင်လေအခုဟာကြီးပွားချမ်းသာလာတဲ့သူတယောက် ဖြစ်လာမှာပါပဲလမ်းတွေလျှောက်လေတွေရှူနေကိုယ့်ရဲ့ကြမ်းမာရေးလေ့ကျင့်ခန်းတွေလုပ်ရင်းနဲ့ကိုယ့်ရဲ့အချိန်တွေကိုအသုံးပြုနေကြတယ်ဆိုရင်လေကိုဟာကြမ်းမာရေးကောင်းခြင်းဆိုတဲ့ကောင်းကျိုးတွေရနေမှာဖြစ်တယ်မိသားစုအပေါ်မှာအကယူဆိုင်ခြင်းစောက်ရှောက်ခြင်းတွေနဲ့အချိန်တွေကိုအသုံးချနေကြတယ်ဆိုရင်လေကို့မိသားစုဟာကို့အပေါ်မှာတန်ဖိုးထားလေးစားခြင်းတွေ ရလာလိမ့်မယ်အချိန်တိုင်းအချိန်တိုင်းကိုယ်စိတ်ကိုတတိကပြီးတော့လောဘတွေဒေါသတွေအချစ်တွေအမုန်းတွေဝမ်းမလာအောင်တတိလေးနဲ့အချိန်တွေကိုအားထုတ်ရင်အသုံးပြုနေရဆိုရင်လေကိုယ်စိတ်တွေငြိမ်းချမ်းလာလိမ့်မယ်ကိုရနေတာတွေဟာ အချိန်တွေကို ကိုယ်အသုံးပြုမှုအပေါ်မူတည်ပြီးတော့ရနေတာ ဖြစ်တယ်လို့ပြီးပြီးပြင်းပြင်းမြင်စေခြင်းတယ် အဲ့လိုသိမြင်ပြီးတော့ကိုဘဝရဲ့အချိန်တွေကို အကောင်းဆုံးအသုံးချပြီးဘဝကောင်းနေရအောင်အားထုတ်နိုင်ပါစေလို့ဆန္ဒပြုရင်းမိကုံချုပ်ချင်ပါတယ်အားလုံးအားလုံးဘဝကိုအကောင်းဆုံးတည်ဆောက်နိုင်သူများဖြစ်ကြပါစေလို့ဆန္ဒပြုရင်းမိကုံချုပ်လိုက်ပါတယ်